အဲ့တော့ financial education ဆိုတဲ့ concept ဒီ concept ကအရေးကြီးရယ်ဆိုရင် message ကိုအမပေးချင်တာအဲ့အဲ့လိုပြောလို့တလောကလုံးဆင်းရဲနေရလို့မထင်နဲ့နော်ဒီလားတလောကလုံးဆင်းရဲနေရလို့မထင်နဲ့ဟုတ်လားအဲ့တော့တချို့လူတွေကမမှန်ကန်ကန်နဲ့မှန်ကန်နဲ့အလုပ်တွေမှန်ကန်နဲ့တွေးပုံခါမှန်ကန်နဲ့တွေးပုံခေါ်ပုံမှန်ကန်နဲ့လုပ်ပုံကင်ပုံမှန်ကန်နဲ့အလုပ်တွေမမှန်ကန်ကန်လုပ်ရင်းနဲ့ပတ်စံနေအများကြီးရှာနေတဲ့လူတွေရှိတာမရှိလားကိုနာမှာ ရှိလားမရှိလားရှိတယ်ရှိတယ်အမအနာမှာတော့ရှိကြတယ်ရှိတယ်ဒီလားအဲ့တော့ဘာလို့ရှိရှိရှိတယ်ဆိုတာနီးလန်းရှိလို့ပေါ့သူတို့အဲ့လိုမျိုးယက်တိနိုင်တယ်ဆိုတာနီးလန်းရှိလို့ပေါ့ဟုတ်လားအဲ့တော့အဲ့နီးလန်းကဘာလဲဆိုတာကိုသိရင်ကိုလုပ်ရင်ကို့မှာလည်းရှိလာလိမ့်မယ်အဲ့တော့အားလုံး formula လေးတစ်ခုပေးချင်တာလीခြိုက်ရအောင်နော်ငွေဆိုတာရလက်တစ်ခုပါငွေဆိုတာရလက်တစ်ခုပါခြိုက်ရနော်ငွေဆိုတာ အကျိုးတရားတစ်ခုပါငွေကအကျိုးတရားတစ်ခုရလတ်တစ်ခုအကျိုးတရားလိုက်ရဲ့နောက်မှာပါရှိလဲအကြောင်းတရားရှိတယ်ဟုတ်လားအကြောင်းတရားရှိတယ်ကိုယ်မှာငွေမရှိခြင်းဆိုတဲ့အကြောင်းတရားကိုအော်ငွေမရှိခြင်းဆိုတဲ့အကျိုးတရားကိုပြောင်းလဲခြင်းနဲ့ကိုယ်မှာငွေရှိခြင်းဆိုတဲ့အကြောင်းတရားကောင်းတွေတိစောက်ဖို့လိုအပ်တယ် ငွေရှိခြင်းဆိုတဲ့အကြောင်းတရားကောင်းတွေရှိရလို့ပဲငွေရှိလာမှာတည်လားတော့ကိုကငွေရှိမဲ့ငွေအများကြီးရှာနိုင်မဲ့အကြရားတွေဘာမှမရှိပဲနဲ့ပတ်စံအများကြီးရစရာရမဲ့အကျိုးတရားမမျောလင်းနဲ့ရှိလာမှာမဟုတ်တည်လားအဲ့တော့ဒီမှာနားလည်ထားဖို့ငွေရလေငွေရလေရလက်တစ်ခုသူ့ချီတတ်တတ်ဆိုရင်လေသူ့ချီတတ်တတ်ဆို तू ကဟိုဒီတိုင်းမဲ့ဟို just a paper just a number အဲ့ဒါအမှမြင်းနဲ့ပြောတယ် many just a number just a people သူကြီးတက်တက်ကအဲ့ဒါရလက်ပဲအဲ့တော့အဲ့ဒီရလက်ကလေးတွေထွက်လာဖို့အတွက်ကအဲ့ရလက်လေးတွေကိုဖြစ်စေတဲ့အကြောင်းတရားတွေကဘု து စီမှာလဲကိုစီမှာကိုစီမှာဟုတ်လားကိုနဲ့ဓာတ်ရိုက်ချိုးကြတယ်ကိုခံယူချက်နဲ့ဓာတ်ရိုက်ချိုးကြတယ်ကိုတွေးပုံခေါ်ပုံနဲ့ဓာတ်ရိုက်ချိုးကြတယ်ကိုရဲ့လှုပ်ဆောင်ချက်နဲ့ဓာတ်ရိုက်ချိုးကြတယ်အဲ့ဒီငွေရှိလာမဲ့အကျိုးတရားတွေရငွေအကျိုးတရားငွေရှိလာဖို့ဆိုကိုတိဆောက်တဲ့အကြောင်းတရားတွေကဘာတွေလဲပေါ့နော် အဲဘာတွေလဲပေါ့နော်အဲ့ဒါရှိတယ်โอเคလားအဲ့တော့ဒီနေ့ wifi တွေလေးလာမယ့်အရာကခုနပြောတဲ့အကြောင်းတရားတွေအကြောင်းတရားတွေနဲ့ပတ်သက်ပြီးအမပြောမယ်နော်နံပါတ်1ကို့မှာတဲ့လုံလောက်တဲ့ financial education ရှိသလားတဲ့အဲ့နံပါတ်1ရေးတာနော်ရေးတာနော်မိကုန်းပြန်မေးရမယ်ကိုကိုကိုလုံလောက်တဲ့ financial education ကို့မှာရှိပါသလား financial education လို့ပြောရင်တခြားလေကာကြီးခါကိုပညာရေးတို့ဘွဲရပြီးတော့အလုပ်ဝင်နေတဲ့ professional education တို့ ਨੇ တော့မရောနဲ့เนาะတသက်เนาะအဲလုံးဝတသက်စီပဲလုံးဝတသက်စီပဲအဲ့ဒါသိဖို့လိုတယ်ဒေါက်တာဘွဲရပြီးပတ်သက်မရှာတဲ့လူတွေတပုံကြီးရှိတယ်။အမှန်သောစကားပြောတာ။ဒီလား လမ်းပြန်နေအောင်ဘွဲတွေအများယူထားပြီးတော့ပတ်စံမရှာတတ်တဲ့ဟာတသက်ရှိတယ်။ဟင်လားဆရာဝန်တယောက်သူ့ရဲ့ဆရာဝန်ဆိုင်ရာပညာရက်မှာအရန်တော်တာနဲ့အဲ့ဒီပညာရက်ကိုပတ်စံဘလို့ရှာမလဲသိအောင်လုပ်တဲ့ financial education နဲ့ဘာမှမဆိုင်ဘူးနော်။တော်ရော့လို့မရ။ဆရာဝန်တိုင်းပတ်စံပဲပတ်စံမချမ်းသာဘူး။ဆရာဝင်ဖြစ်ရင်ပတ်စံချမ်းသာပြီဆရာဝင်ဖြစ်ရင် okay အဲ့လိုမျိုးမဟုတ်မျိုးရင်လိုက်စစ်တန်းကောက်ကြည့်ပေါ့စစ်တန်းကောက်ကြည့်ပေါ့အဲ့တကယ်ပြောတာကြည့်ပေးပါ ပဆန့်ရှာနီးရလေပဆန့်ရှာနီးပဲပဆန့်ရှာနီးပညာရက်ကတတ်တတ်ကိုရှိရပဆန့်ဘလို့ရှာအောင်လဲဆိုရရအဲ့ business တို့ဘာလို့အဲ့ concept တွေပါတယ်အဲ့ကြောင့်အမအမြဲတဲ့အမခံယူထားတဲ့အရာတခုတော့ပဆန့်ရှာမဲ့လူတိုင်းရလေ business ကိုနားလေတင်တယ်ကိုကသူများအလုံးမှာဝင်လုပ်ပြီးတော့သူများရဲ့ business ရဲ့စေးပိုင်းတစ်ခုအဖြစ်နဲ့ပတ်စံရှာရင်ရှာမဟုတ်ရင်ကိုကကိုကိုရိုင်း business တစ်ခုကို run ပြီးတော့ပတ်စံရှာရင်ရှာအဲ့နှမျိုးနဲ့ပဲရှာလို့ရတယ်လေအဲ့နှမျိုးနဲ့ပဲရှာပါမှာလေ အဲ့ business concept ဒီဟိုကိုက alignment မမိဘူးခက်တယ်။ဒီလားစောင့်နေဆွေးဆောင်မှုခက်တယ်။အဲ့တော့ long term financial education ကိုမှရှိသလား။အဲမိကုံတစ်ခုပေါ့နော်။အဲမရှိသေးရင်ဖြစ်ရမယ်။အဲဒီနေ့တင်မယ်လေ။ဒီနေ့တင်မယ်ဟာအဲ့အဲ့မိကုံအတွက်ပေါ့။ဒီနေ့တင်မယ်ဟာ။နောက်မိကုံတစ်ခု can you check မှန်ကန်သလား။ငွေကြေးနဲ့ပတ်သက်တဲ့ can you check တွေမိမမှန်မှန်ကန်ကန်ရှိရလားတဲ့။ဒီလား။အဲ့ဒါလေးပြောမယ်နော်။မှန်မှန်ကန်ကန်ရှိရလား။ အဲ့တော့အဲ့ဒါ inner law ပဲ inner law ပဲအမတို့လေ secrets of the a million of my အခုဖွင့်လာတယ် million အခုဖွင့်လာရှေးတလဖွင့်တယ် million of my mastery ဆိုရဲအဲ့ဒီအတန်းအဲ့အဲ့ဒီအတန်းက world five 16ခု world principle 20 29ခုလားမသိဘူးအဲ့ဒါတဲ့နော်16နာရီတင်တယ်၄ရက်စတိုက်တရက်ကို၄နာရီနဲ့၄ရက်စတိုက်16နာရီတင်တဲ့အတန်းအဲ့အဲ့အတန်းရှေ့ကျန်းရှေ့ကျန်းတဲ့အတန်းပေါ့နော်အာရှေ့ကျန်းတဲ့အတန်းအဲ့တော့အဲ့အတန်းမှာပြောတဲ့စကားလုံးတွေက ဟိုအပြစ်အမအပြစ်မဘယ်နေရာမှာမှဘယ်တော့မှဘသူ့ကိုမှမပြောတဲ့ talk တွေအဲ့အဲ့တန်းမှာပဲပြောတယ်အဲ့တန်းမှာပြောတယ်အဲ့တန်းကိုလာတက်မဲ့အဖွဲ့တွေအမတခါလေးလीမတက်ခင်နေရာကျုပ်ပထမ welcome day မှာတွေတခါလေးပြောတာလေ open mind open mind ဆက်မရှိရင်တက်လို့မရဘူးပြီးရင်နောက်တစ်ခုကဒီပိတ်ပိတ်စိတ်တွေကပိတ်အဲဒီထဲမှာတက်တက်ပြီးသားအဖွဲ့တွေရှိရင်အဲလေးနှိပ်ပါနော်အဲ့တန်းရဲ့အခြေအနေလေးပြောပြလိုက်ပါဟာ comment မှာ အဲ့တော့စိတ်တွေကခံယူချက်တွေကပိတ်နေ block တွေခံနေအဲ့တန်းနေလာအဲ့တန်းတက်လို့မရတက်နားလည်းမမဟုတ်အဲ့လိုလိုအဲ့တော့ဒါပေမဲ့ဒါပေမဲ့အဲ့ဒီ block တွေကိုဖြီးဖို့အတွက်တက်ရတာအဓိကစိတ်ရှင်းရှင်းနဲ့နားထောင်ရတာခေါင်းကြီးကြီးနဲ့စိတ်ရှင်းရှင်းနဲ့နားထောင်အောင်အဲ့တန်းအဲ့တန်းမျိုးတွေကနေအဲ့တော့အမအမအဓိကဘာဘာပြောလဲဆိုတော့လေမဒီ mindset ရှိရင်စင်းရမယ်ဒါပဲဒီ mindset ကိုကိုင်နာတဲ့ရွေးကစင်းရတွင်နဲ့တစ်ထက်နဲ့တစ်ထက်နဲ့လိမ့်မယ် အဲ့ဒါ formula ပဲချမ်းသာခြင်းဒီ mindset ပြောင်းကြအဲ့ဒါမျိုးအဲ့ဒါမျိုးကြီးပဲဟိုအဲ့မှာဟို wolf five 16ခုနဲ့ wolf principle 20ကျော်နဲ့အဲ့မှာတင်သွားတာအဲ့ဒါကြီးပဲပြောတာချမ်းသာရတွေဘာလုပ်လဲစိတ်ရတွေဘာလုပ်လဲချမ်းသာရတွေ mindset ဘလို့ရှိစိတ်ရတွေ mindset ဘလို့ရှိအဲ့ဒါကိုပြောရတာအနာချပြင်းကက်လည်းမတက်နာအဲ့တိုင်းပဲပြောတာအဲ့တိုင်းပဲတင်တာအဲအဲ့ဒီအတိုင်းသွားတာအဲ့တော့အမအိုက်ခဲကတချို့ပေါ့နော်ဒီထဲမှာပြပြမင်းတို့ဒီထဲမှာကြားဘူးလားမသိငွေဆိုတာမကောင်းလို့ကြားဘူးလားကြားခဲ့ဘူးလားကိုကိုတိုင်းပြောဘူးလား ရက်ကွက်ထဲမှာလေငွေစရာမကောင်းဟုတ်လားငွေစကားမပြောနဲ့ကြောက်ဘူးလားငွေစကားမပြောနဲ့နော်ကြောက်လို့ပဲနော်လောဘမကြီးနဲ့ကြောက်ဘူးလားလောဘမကြီးနဲ့ဟုတ်လားအဲလုံးချတဲ့ကိစ္စတွေတခါလေးရှင်းမယ်နော်ခံယူချက်တွေအခုထိကင်သားရင်တခါလေးရှင်းမယ်လောဘမကြီးနဲ့ဆိုရဲအဖွဲတည်းလေအဲ့လိုမျိုးဟိုငွေနဲ့လောဘနဲ့တွဲနေတဲ့အရာတခုအမှရှင်းမိမယ်နော်မင်းတို့ကတခါလေးပတ်စံလိုချင်တာကို60တင်တွေကိုပတ်စံနေချပတ်စံနေရှာချင်တာကိုလောဘလို့ထင်တယ်တည်လား ဲ့ဒါမှလောဘမဟုတ်ဘူးမုတ်ကလေးတစ်ခုမျက်လုံးထဲမှာမြင်တယ်စားကျင်လိုက်တာအဲ့ဒါလောဘပဲအဲ့ဒါနဲ့တေးလဲငရဲရောက်မှာပဲတည်လားဟိုငူပစက်ရှာတဲ့လောဘမှာလောဘလို့ထင်ပြီးတော့လေတနေ့တာမှာတည်တာဟာတချင်းလေးနားထောင်ကျင်လိုက်တာအကိုရီးယားမင်းသားလေးကြည့်ကျင်လိုက်တာအဲ့ဘာကြီးလဲအော်ဒီကီဒီကောင်လေးမျိုးငါ့မှာရှင်ကောင်းပါပဲဟာလားအဲ့လိုရှင်ငါ့မှာရှင်ကောင်းပါအဲ့ဘာတွေလဲအဲ့ဘာတွေလို့ထင်လဲအဲ့လောဘမဟုတ်လားအဲ့လောဘပဲလေ အဲ့ဒါဘာလို့လာပြီးတော့ငွေနဲ့မှလာလုံးပြီးတော့လောဘမကောင်းလောဘမကောင်းနေလာပြောရနော်အဲ့တော့အဲ့ဒါကတော့ကိုကိုပြပြနားလည်ဖို့လိုတယ်တိလာလောဘရှိတယ်လေတိလာကိုရတင်ရထိုက်တဲ့ဟာကိုရတင်ရထိုက်တဲ့ပုံစံနဲ့ဒါရဖို့ကြိုးစားနေတဲ့ဟာအဲ့ဒါအဲ့ဒါအရင်လောဘလို့ပေါင်းစင်တယ်လို့မရအောင်ကြိုးစားကြိုးစားပြီးဆင်းရဲနေတာကိုအရေးချင်းအားနဲ့နေလို့ကိုကိုကိုငွေရအမြဲတမ်းတိုက်ရိုက်ချိုးကြတယ် ဲ့ဒါကိုလိန်လို့မရအောင်အဲ့ဒါကိုသွားပြီးရိုးသားမှုကရိုးသားမှုကကောင်းတယ်ချမ်းသာတာလည်းကောင်းတယ်ဒီလားအဲ့တော့ရိုးရိုးသားသားနဲ့ချမ်းသာအောင်လုပ်တာကပိုကောင်းတယ်ဟုတ်လားအဲ့တော့အဲ့လိုဖြစ်မဲ့နီးလန်ကိုရှာလေအဲ့တော့ဟိုဒီနေ့ကစပြီး mindset ထဲမှာငွေနဲ့ပတ်သက်တဲ့ negative တွေ negative တွေအကုန်အခုခုဖြီးလိုက်ပါဖြီးမရမယ်မဖြီးရင်ပတ်သက်မရအောင်နော်မဖြီးရင်ပတ်သက်မရအောင်နော်လောကကြီးကတရားတယ်ကိုကြည့်ရအောင်ပဲကိုမြင်မိကိုမြင်တာပဲကိုရတယ် ငွေကမကောင်းလို့ကြည့်တဲ့လူစီကိုလေအဲ့ငွေကမလာဘူးလာလဲသူ့နာမှာမနေဘူးအဲ့ဒါမှတ်ထားငွေကကောင်းတယ်ငွေရှိရင်အရာရာပိုကောင်းတယ်ငွေကိုချစ်တယ်တမိုးထားတယ်ဟို welcome ဖြစ်တယ်ဆိုရင်အဲ့ဒါပတ်စံရမှာပဲ